လူတယောက်ရဲ့ကံကြမ္မာဘေးရင်ဆရာမမင်းနဲ့လူတယောက်ရဲ့ကံကြမ္မာဟာသူ့ရဲ့ဇာတိတာပဲသူ့ရဲ့ကိုချင်းတီလာဟာသူ့ရဲ့ကံကြမ္မာပဲလောကကြီးမှာဘယ်သူမှမသိပေမဲ့ကိုသိတယ်ကိုသိမှုဟာအရေးအကြီးဆုံးပဲဒါကြောင့်လူတွေရခက်တယ်ဗျသူများအကြောင်းသာသိဖို့ကြိုးစားတာကိုအကြောင်းသိဖို့ကြာမကြိုးစားဘူးလူတွေကိုအကြောင်းများကိုတကယ်သိတယ်ထင်လားကိုเจ้าသာကိုတိကြယေစုငါဟာတော်တော်ကိုစိတ်ဓာတ်အောင်တန်းကြပါလား ငါတော်တော်ချေထိုးတတ်ပါလားငါလူလိန်တယောက်ငါသခိုးတယောက်တစ်ခါမှမတွေ့ဘူးနော်လူတွေကကိုယ်အကြောင်းကိုမတွေ့ဘူး तू ကပြောတယ်ကြုံကြောင်ကြုတ်တည်ပါတယ်လူတယောက်ကအလုပ်တစ်ခုလုပ်ဖို့အတွက်ကြီးပွားခြင်းဇွဲရှိရတယ်ဇွဲရှိရဒါပြေပြေထားတဲ့ခရီးကို မဖောက်ဖျက်ရဘူးဒါတွေကိုပြောတာဗျဒီစာဘယ်သူသိသိမသိသိ ကိုသိတယ်မနစ်နာခံတဲ့သူနဲ့ဘိုးကြတဲ့လူရှိတယ်ဘိုးကြတာလူတိုင်းမကြိုက်ဘူးမနစ်နာခံတယ်ဒီနေရာမှာမင်းစရာရှိတယ်အနစ်နာခံတယ်ဆိုတဲ့နေရာမှာပြန်ခွက်ရနှမျိုးရှိတယ်တချို့ဟာတောင်းဝအပေါ်မှာအနစ်နာခံတယ်ခံစားခွင့်ပေါ်မှာအနစ်နာမခံဘူးတောင်းဝပေးအနစ်နာခံဖို့အစဉ်သင့် ခံစား권ကြရင်အနစ်နာမခံကျင်ဘူးအနစ်နာခန္ဓာတောင်မှမြင့်မြတ်တဲ့အနစ်နာခံခြင်းဆိုတာတာဝန်အပေါ်မှာလည်းအနစ်နာခံသလိုခံစား권အပေါ်မှာလည်းအနစ်နာခန္ဓာကမှဖျားလိုခြင်းနဲ့အနစ်နာခံမှုပထမဦးဆုံးမေးတင်တာတော့ငါလောကကြီးကိုအပြစ်မြင်တတ်တဲ့သူလားလို့ကိုယ်ကိုမေးရတယ်။တော်တော်များများလောကကြီးကိုအပြစ်ဖြစ်မြင်တယ်။ negative နဲ့မြင်တတ်တယ်။ပြောချင်တာကိုယ်ကလောကကြီးကို အပြစ်မြင်တတ်တဲ့သူကလူညံ့လောကကြီးထံတည်ယူတဲ့လူကလူတော်ပဲပြီပဲတပတ်လူရဲ့အာသာချက်ကိုကြိတတ်တဲ့သူကလူတော်ပဲအာသာချက်ကိုမမြင်တော့သူ့ဘလို့အသုံးချမှန်းမသိတော့ကိုကြီးထားတော့ကိုရှုံးတာပေါ့တပတ်လူရဲ့အာသာချက်ကိုမြင်ရင်အဲ့လူကလူတော်ပဲ the best ပဲခဏညံ့လူကအမြဲတမ်းတိမ်ငယ်စိတ်နဲ့ဘိုကျတတ်တယ်လောကကြီးမှာဘိုကျတဲ့သူတွေကတိမ်ငယ်စိတ်ကြီးလေလေဘိုးချဆုံးမလေးလေးပဲ ိုင်ငံစိတ်ကြီးလေလေနန္ထာကြီးတင့်ထားလေလေပဲဒါကြောင့် the best မဖြစ်တဲ့သူတွေကတိမ်ငယ်ပြီးတော့ဗိုလ်ကျတတ်တယ်ဟုတ်တယ် the best ဖြစ်တဲ့သူတွေကတော့ကိုယ်စွမ်းနိုင်သလောက်ကူညီပြီးတော့ကိုယ့်ကိုယ်ကိုအမြဲတမ်းနှိမ့်ချပြီးတပသားထံကနေလေ့လာသင်ယူတယ်ဒီလိုပဲခဏညံ့လူတွေကအတိတ်ထဲမှာရှိတဲ့အကြောင်းအရာတွေအာဃာတတွေနဲ့နေတိုင်းစဉ်းစားနေတာ အတိတ်ရဲ့အာဂါတာထဲမှာမထွက်တော့ဘူးကျွန်တော်တို့ကဒီကောင်ကကိုဟိုတုန်းကဘယ်လိုလုပ်ခဲ့တာတရားကမထွက်တော့ဘူးဒါညံပြင်းသွားတဲ့အကြောင်းအဲ့ဒါပဲအဲ့ဒီလိုမဟုတ်ဘူးလူတော်တွေကအတိတ်ထံကနေသင်ယူတယ်ဘုတော်တော်များများမင်းမရှိလဲရတယ်กว่าဆိုတော့လူညံ့လို့သာမှတ်တော့ဒီမှာလင်မယားတွေပါပါပါရပြဘူးတယ်မလားယောက်ျားနေမရှိလဲရတယ်ဆိုစိတ်ချခမရဒုက္ခပြီးသာမှတ်တော့လောကကြီးမှာမင်းမရှိလဲရတယ်လို့မပြောနဲ့ အဲ့ဒါခန်းညံ့တဲ့လူတွေရဲ့အတွေ့မင်းမရှိလဲရတယ်လို့မပြောပါနဲ့မင်းဟာငါ့အတွေ့အင်အားတစ်ခုပါပဲလို့အမြဲပြောပြခန်းညံ့တဲ့လူတွေကကိုယ်တက်ချောင်းသိကျွားတယ်အလွန်ကျွားတယ်စပယ်ရှယ်ကျွားတယ်အဲ့ဒါခန်းညံ့တဲ့လူတွေသာ မှတ်တော့အကျွားလေးနဲ့ဝင်လာပြီဆိုခန်းညံ့တဲ့လူသာမှတ်တော့တော်တော်များများကြီးပွားတိုးတက်တဲ့သူတွေကမကျွားဘူးလေ့လာတယ်သင်ယူတယ်လေ့လာမှုသင်ယူမှုကိုပဲဘဝလို့အောင်းပင်ကြတယ်